နေ့ကျွန်တော်ပြောပြခြင်းနဲ့သူရဲ့အချောင်းညာကတော့အမေရိကန်နိုင်ငံသား Colin Brady အချောင်းမှာဖြစ်ပါတယ်။သူကတော့စေတဲ့ခွန်အားမြင့်တင်ပေးတဲ့သူ motivational speaker ဖြစ်လူတည်များပါတယ်။ပြီးတော့သူကဆုံးလို့ဆုံးစားတော့ရတဲ့အလုပ်တွေကိုလည်းခြိုက်ပါတယ်။သူဘဝမှာမဖြစ်နိုင်ဘူးဆိုတဲ့ခြားသူတွေရဲ့အထင်မြင်ချက်တွေကို သူရဲ့မလျှော့တဲ့ဇွဲလုံးလားဝရိယတွေနဲ့ကြိုးစားပြီးခြေဖြတ်ပြခဲ့သူလည်းဖြစ်ပါတယ်။သူလုပ်ပြခဲ့တဲ့အရာတွေတဲကတချို့တွေကတော့သူက32မိုင် ရှိရတဲ့အန္တတိကတိုက်ကိုလမ်းညွန်မပါဘဲနဲ့တယောက်တည်း94ရက်နဲ့ပြတ်တမ်းပြခဲ့ပါတယ်။ကဘာပေါ်မှာရှိတဲ့အမြင့်ဆုံးတောင်တွေတောင်ဝင်ရိုးစုံတောင်ဝင်ရိုးစုံအမြင့်ဆုံး ဖြတ်ပြခဲ့သူလည်းဖြစ်ပါတယ်။အမေရိကန်ပြည်နယ်90မှာရှိတဲ့ တောင်တန်းတွေကိုလည်း20တရက်ထဲနဲ့တက်ခဲ့သူလည်းဖြစ်ပါတယ်။ဒူတာတွေလုံးမပြခင်မှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုတစ်ချက်လောက်ပြန်ကြည့်ကြအောင်ပါ။ဂိုလင်းဟာ2008ခုနှစ်မှာရေးတက်ကတူကနေဘွေးရပြီးတော့အဲ့ဒီနေမှာပဲအစည်းအဝေးမရှိဘဲနဲ့ထိုင်းနိုင်ငံကိုအလဲပတ်နေတဲ့ဖြေထွက်ခဲ့ပါတယ်။သူဘဝတခြားသူဘဝကိုအဲ့ဒီခီးကပဲအဆအဆရရပြောင်းလဲဖြစ်ခဲ့ပါတယ်။ တိုင်းနိုင်ငံရဲ့ခြေလက်ကမ်းခြေလေးတစ်ခုမှာမိဘမွေနှွေးနေတာသူဝင်းပါရင်နဲ့သူ့ခန္ဓာကိုကျိုးနဲ့ညစ်ပတ်ပြီးတော့သူမိဘုံနဲ့ထိုးချသွားပြီးခန္ဓာကိုယ်တစ်ခုလုံးကိုမိဆွဲလောင်ခဲ့ပါတယ်သူခန္ဓာကိုယ်အနှံ့ပြားမှာလောင်နေတဲ့မိတွေကိုငြိမ့်သက်ဖို့ရာပင်လေတဲ့ကိုထိုးစင်းမဲ့သူလဲသတိလစ်သွားခဲ့ပါတယ်သတိပြန်ရလာတော့အိုင်နာကဈေးကန်းလေးတစ်ခုမှာ ဒုက္ခနာတစ်ခုလုံးပတ်တီးနေအပြည့်ပြီးအဲ့ရပေါ်မှာတုံးလုံးကြီးပေါ့ဗျာဒီဘောကတော့သူဆုံးသက်သွားပြီလို့ထင်ခဲ့တယ်စိတ်သက်ကလည်းဟိုးအောက်ဆုံးကိုထိုးချသွားပြီဘာမှမဖြစ်နိုင်တော့ဘာမှသူကိုယ်သူတောင်မှသူဘောကြီးကိုဆုံးသက်ပြီလို့ထင်ခဲ့ငါးမြောက်နေမှာသူ့အမေလည်းအဲ့ဒီကိုလိုက်လာတယ်သူ့အမေကသူ့အဖြစ်ကိုကြည့်ပြီးတော့တော်တော်လေးလန့်သွားတယ် စိတ်တက်လဲတော်တော်လေးကြာပါတယ်ဒါပေမဲ့လည်းသူ့အမေကသူအဲ့ဒီလိုဖြစ်တာကိုသူ့သားကိုလုံးဝမသိစေသူ့သားကိုလာကြည့်တဲ့ခါတိုင်းသူ့မြဲပြုံးပြုံးလေးနဲ့ဘာမှမဖြစ်သလိုဟန်ဆောင်ပြီးနေပြတယ်ပြီးတော့သူမေးတာ calling မင်းဒီဆေးရုံကဆင်းပြီဆိုရင်မင်းဘာလုပ်မှလဲမင်းဒီမန်းချက်လေးတစ်ခုဂိုးလေးတစ်ခုထားပြီးချက်ကြည့်ပါလား ူကသူ့မိကိုဘာပြန်ပြောလဲဆိုတော့အော်မိကလည်းရှားဝင်ကသားကိုလမ်းတောင်ပုံမှန်တိုင်းရှောက်ဖို့မဖြစ်နိုင်တော့ဘူးပြောထားတာဘာကြီးမှန်းချက်ထားမလဲပေါ့ဒါပေမဲ့သူ့မိကဇွဲမလျှော့သူကောင်းမြင်တဲ့စိတ်သူ့မိရဲ့ဒီမလျှော့တဲ့ဇွဲတွေကသူ့စီတောင်ကူးဆက်လာတယ်အဲ့လိုနဲ့သူ့မိရောက်ပြီးသုံးရက်မြောက်နေလဲရောက်ရောသူ့မှသူ့မိကိုပြောတယ် ဒါသုံးမျိုးဆက်ပြိုင်ပွဲဝင် ရေကူးရေစပိန်စည်းတာရေပြေးတာရေပါတဲ့ပြိုင်ပွဲဝင်မယ်မီလို့ပြောလိုက်တယ်။အဲမှာသူ့မိကသူ့တောက်သူဖြစ်စီနေတာဖြစ်စီနေတဲ့အတိုင်းဖြစ်လာတယ်။ရဲ့ကြီးပြေးနေပြုံးပြုံးလေးကြည့်ပြီးတော့သူ့တောက်ပွေဖက်လိုက်တယ်။သူအဲ့ဒီစီကမ်းမှာကြော်ကြော်ကြာကြာနေခဲ့တဲ့ဒီခြေလန်းတလန်းတောင်မှ သူ့ဘဝမှာသူသူမလန်းနိုင်ခဲ့ဘူး။ အဲကနေအမေရိကကိုပြန်တော့လေလေရင်အတက်ဆင်းလေရင်မော်အတင်ချကိုသူများတွေအကူအညီနဲ့လေမော်အကူအညီနဲ့ပဲသူလုပ်ခဲ့ရတယ်မိကကိုပြန်ရောက်ပြီးတော့နောက်ရက်မနက်မှာ သူ့အမေရှိတဲ့မိဖို့ကြောင့်လေသူဝီချဲလေးတွန်းပြီးသွားတယ်အဲမှာသူ့အမေကသူ့ကိုဘာပြောလဲဆိုတော့ calling ဟုတ်ပြီမင်းဒီသုံးမျိုးဆက်ပြိုင်ပွဲဝင်မယ်လို့ဆုံးဖြတ်ထားပြီးဆိုတော့မင်းနေ့စဉ်လုပ်ဖို့ goal လေးတစ်ခုရှိရတယ် ဒီမန်းချက်လေးတခုပေါ့နေ့စဉ်အလုပ်လုပ်ကလေးတခုတော့လုပ်ပါမယ်အဲဒီနေ့မင်းဘာလုပ်ရမလဲဆိုတော့ပထမဆုံးခြေလမ်းစလမ်းဖို့အဲလိုနဲ့သူ့မိကသမင်းစားကုန်မှရှိတဲ့ဇွဲကလထိုင်သလုံးကိုသူ့ဝီချဲနဲ့ခြေတလန်းအကွာမှာထားပြီးဟုတ်ပြီမင်းအဲ့ဒီထိုင်ကုန်စီကိုဒီနေ့ရောက်အောင်သွားအဲ့ဝီချဲပေါ်မင်းဗာမင်းထားပြီးရင်အဲ့ဒီကိုရောက်အောင်သွားဆိုပြီး ူမိယာပြောလိုက်တယ်သူအဲ့ဒီကိုခြေလန်းဆလန်းမှုအဲ့ဒီခုံကိုရောက်ဖို့ခြေတလက်မဲ့กว่าတဲ့ထိုင်ကုန်စီရောက်ဖို့၃နာရီကြာယူခဲ့ရတယ်ချိန်ယူခဲ့နောက်ဆုံးကြတော့သူလုံနိုင်သွားခဲ့တယ်အဲ့နောက်ရက်တွေကျတော့ခြေလန်းငါးလန်းစာမှာခြေထိုင်ကုန်ထားတယ်ခြေလန်းစေလန်းအကွာမှာထားတယ် အဲ့လိုတွေထားပြီးလာပေါင်းများစွာကြတော့သူဟာပုံမှန်တိုင်းလမ်းပြန်လျှောက်သွားနိုင်ခဲ့တယ်သူ့မိဘလောက်တောင်တော်လဲဆိုတာဒီမှာသွားတွေ့တာအဲ့လိုနဲ့ဆက်ရှိလာလဲကြာရောသူ၃မျိုးဆက်ပြိုင်ပွဲ triathlon လုံးခေါ်တဲ့ပြိုင်ပွဲဝင်ဖို့သူအဆင်သင့်ဖြစ်နေခဲ့တယ်ဘီဂျီကန်ကန်နဲ့မှသူဒိုင်မန်ထိုးရေကူးတာဆိုတာသူ့ဘဝအတွက်ဒါပထမဆုံးလုပ်ခုတာပဲ စပိန်ကိုစီးပြီး25မိုင်ခီးနေငယ်နဲ့ဘန်းနန်ရောက်ဖို့6.2မိုင်ပြေးခဲ့ရတယ်။နောက်ဆုံးတော့သူပန်းဝင်ခဲ့တယ်။သူလုံနိုင်ခဲ့တယ်။ပန်းဝင်ရုံနဲ့မဟုတ်ပဲသူက အိုက်ပြန်ပွဲမှာလည်းအနိုင်ရခဲ့တယ်။လူပေါင်း4000ကျော်ပြိုင်နဲ့ပြိုင်ပွဲမှာနားမလျှောက်နိုင်တော့ဘူးလို့ဆရာဝန်ပြောထားတဲ့လူတယောက်ကဝင်းပြိုင်ပြီးအနိုင်ရခဲ့တာနော်ဘလောက်တောင် အံ့ဩစရာကောင်းတယ်ဆိုအဲ့ချိန်မှာသူစဉ်းစားမိတာကတော့သူစေးုံတက်နေတုန်းကသူ့မိသားသူ့ကိုရီမှန်းချက်မထားခိုင်းခဲ့ရင်သူဘာဖြစ်မလဲဆိုတာပဲဝန်ထဲကကောင်းတဲ့မတော်တဆအဖြစ်ရဲ့တွေကနေသူ့ဘဝအတွက်သူသင်ခန်းစာတွေယူပြီးမလျှော့တဲ့ဇွဲနဲ့ပြန်လဲစူးစမ်းပြီးပြခဲ့တယ် အရေးကြီးဆုံးကဘာလဲဆိုတော့ဇွဲမလျှော့နဲ့ပြင်ပြတဲ့စိတ်ဓာတ်ရှိဖို့ပဲဝမ်းနေကြကောင်းတဲ့အတွေ့အကြုံတွေဟာအမြဲမဟုတ်ပါဘူးရှေ့ဆက်ဖို့ကြိုးစားခြင်းနဲ့စိတ်ကသာအရေးကြီးဆုံးပဲဆိုတဲ့ဟာကိုကျွန်တော်တို့သတိချက်တင်ပါတယ်နောက်6နှစ်အတွင်းမှာပဲနိုင်ငံပေါင်း25နိုင်ငံမှာရှိတဲ့အဲ့ဒီ၃မြို့ဆက်အားကစားပြိုင်ပွဲကိုသူဝင်ပြိုင်ခဲ့တယ်2014ရောက်တော့ အီကွေဒေါနိုင်ငံမှာရှိတဲ့တတိယအမြင့်ဆုံးတောင်ထိပ်မှာသူကသူချစ်သူမိကလေးကိုလက်ထပ်ခွင့်ထောင်ခဲ့တယ်။တန်လို့နဲ့သူတို့လက်ထပ်တယ်ပေါ့ဗျာ။ရိုနီယောက်ရီမန်းချက်အတူတူချခဲ့ကြတယ်။အဲ့ဒါကတော့သူတို့ Explorer Grand Slam ဆိုတဲ့ဆုတော်ကမ္ဘာစံချိန်တင်ဖို့ပဲ။အဲ Grand Grand Slam ဆိုတာကတော့သူအခက်ခဲပေါင်းစုံစွန်စားရတဲ့ဟာတွေပါတယ်။ဟာကမ္ဘာရဲ့ရဲ့မှာရှိတဲ့ကလေးတွေ သူတို့ကိုကြည့်ပြီးအိမ်မက်တွေကြီးကြီးမှတ်ဖို့ဒီမှချက်တွေထားဖို့တက်တက်ကြောကြာနေနေကြမ်းကြမ်းမာမာနဲ့ရှိနေဖို့သူတို့ကတော့ရည်ရွယ်တယ်။ဘာဒါကြီးခုနှစ်တိုင်းမှာရှိတဲ့အမြင့်ဆုံးတောင်တွေကိုတက်မယ်။ဒါပြင်တောင်ဝေစုမြောက်ဝေစုတို့လည်းတွားမယ်။အဲ16လကဘာပေါ်မှာလူ90အောက်မှာပဲဒီလှုပ်လှုပ်ဖို့ ုပ်ခဲ့တာလူ90တောင်မပြည့်သေးဘူးပေါ့ဒါကိုသူအမြန်ဆုံးပြည့်မြောက်ဖို့သူဆုံးဖြတ်ချက်ကြတာ17နှစ်ကျော်ကြာတယ်သူတို့အိမ်မက်တွေကိုတနေ့ကျော်ကြာတဲ့အခါတော့သူတို့အိမ်မက်တွေကိုလက်တွေ့ကောင်းတယ်ပေါ်တော့ဘရောင်းဆုံးဦးတီတာကတော့အန်တာတိကထိုက် သူ့ဘဝမှာမချုံဘူးတဲ့အေးရန်ကိုစခံစားခဲ့ရတယ်အခုချိန်က -40 ဒီဂရီအောက်မှာဘလောက်တောင်အေးမလဲစဉ်းစားကြည့်ပေါ့သူဘလောက်အေးလဲဆိုရင် သူပြတာ ောပွက်စုနေတဲ့ရေနွေးအိုးအိုးတွေကိုရေနွေးတွေကိုလေထဲကိုလှမ်းပြီးပတ်လိုက်တာနဲ့ရေခဲတွေဖြစ်ရေခဲချောင်းတွေဖြစ်ပြောင်းသွားတယ်။ခန္ဓာကုန်တစ်ခုလုံးကိုက်ခဲပြီးမျက်နှာတွေလည်းပေါ့မျက်စုတွေလည်းမခံပြနိုင်အောင်ဖြစ်လာ။ဒါတွေကိုသူကြောဖြတ်ပြီးလုပ်ပြနိုင်ခဲ့တယ်။နောက်နေ့နောက်ကြတော့အေရတ်တောင်ကိုတက်တက်တော့တာပဲ။မြေပေ26000မှာလူတယောက်အတွက်ကြာကြာနေဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။သူ တော့ထိတ်မြောက်ခင်တဲလီလန်ကူလက်ကတဲလီအဟိုအမကန့်တစ်ခုမှာတဲလီထိုးပြီးတဲလီထဲမှာသူအရန်ပင်ပန်းနေပြီသူအဲ့ဒီနေရာကပဲတောင်အောက်ကိုပြန်ဆင်းမလို့ပဲသူစီစဉ်ခဲ့တယ်အဲ့ညပဲပြန်ဆင်းတော့မယ်ပေါ်ထိရောက်မတက်တော့ဘူးသူစိတ်တည်ငြိမ်အောင်စူးစီးပြီးနောက်သူမိမစီကိုဖုံးစင်လိုက်တယ် သူမိမကဘာပြောလဲဆိုကိုလင်းမနက်ဖြန်လူတွေကတောင်ထိပ်ကိုရောက်အောင်တက်ကြမှာတောင်ထိပ်ကိုရောက်တဲ့လူတွေထဲမှာမင်းလည်းပါအမယ်လို့ပြောတယ်။ Okay သူမိမကတော့တောင်းအားပေးကြည်မင်းမှာရှိနေတဲ့အကြောက်တရားကိုရင်ဆိုင်ကြော်လွှားလိုက်စမ်းမှာမင်းဒါကိုလုံနိုင်ပါတယ်လို့သူကပြောလိုက်တယ်။သူမိမစကားနဲ့စိတ်ကိုပြန်တင်းလိုက်ပြီးတော့အဲ့ဒီညလည်းမှာပဲတောင်ထိပ်ကိုတက်ဖို့ထွက်ခဲ့တယ်။ မောင်အတီနဲ့ပေါ့လမ်းမှာသူခေါင်းထိပ်ကဓာမီလေးကသူရှေ့ခြေလမ်းအနှဲငယ်ကွာဝေးပဲမြင်ရတယ်ခြေလမ်းဆယ်လမ်းငါဆယ်ပိုင်လောက်တောင်ဝေးတယ်လို့သူခံစားရတယ်တညာလုံးတက်လာပြီးတော့ကြောင်ဒီလေးစပြီးတွေ့လာတယ်အဲ့ဒီနောက်သူတလန်မီတလန်လှမ်းရင်လှမ်းရင်လည်းတောင်ထိပ်ကိုရောက်သွားခဲ့တယ်သူတို့ထပ်ပြီးလုံနိုင်ခဲ့တယ် ီတခါတော့သူတယောက်တည်းမဟုတ်တော့ဘူးသူ့မိမင်းနဲ့သူ့မိမစီကရလာတယ်စိတ်ဓာတ်ခွန်အားတွေအထွေးတွေသူကောင်းတယ်မှာအပြည့်နေပေါ့အဲဒီလိုနဲ့သူတောင်ထိပ်ကနေပြန်စီပြီးကန်ဖိုးလို့ခေါ်တဲ့နေရာလေးရောက်တော့သူသူဒဲလီထဲမှာတွားပြီးဖက်နဲ့တချွတ်ပြီးဒဲလီထဲတွားဝင်တဲ့ချိန်မှာသူမိမပုံဆက်တယ်ဘယ်လိုခံစားရလဲသူကအိုက်မှာတယ် အယံပင်မန်းနေလို့ပဲပြောလိုက်တယ်ပေါ့ဗျာအယံပင်မန်းနေခန္ဓာကိုယ်တစ်ခုလုံးကြိုက်ခဲ့တယ်ပေါ့ဗျာဒါပေမဲ့ငါလုံနိုင်ခဲ့တယ်အဲ့ဒီချိန်မှာပဲသူမိမဘာပြောလဲဆိုအဲ့ဒီပြောတယ်ဆိုကြလို့သူဘယ်တော့မှမမေ့တော့မင်းဖက်နဲ့တည်ပြန်စီလိုက်သူဒီဖက်နဲ့တည်ချုပ်ဖို့တဲတဲရောက်ဖို့တော့နာယူဝက်လောက်ချိန်ယူခဲ့ရတယ်ဒါသူမိမဘာဘာကြောင့်လဲသူမိမကသူဘာကြောင့်လဲလဲမိမ ွေမိန်းမကအမေရိကန်မှာရှိတဲ့ဒီနာလီဆိုတဲ့တောက်ထိပ်ကိုနောက်တစ်ပတ်တွင်နောက်တက်နိုင်ခဲ့စံချိန်တစ်ခုတောင်မဟုတ်နှစ်ခုတောင်ချိုးမှာမင်းဖက်နက်ကိုစီးပြီးတောက်အုပ်ကိုပြင်ဆင်တော့လို့ပြောလိုက်တယ်။အဲဒီတောင်တွေကနေကဒမန်ဒူကိုညီပေါ်နိုင်ငံမျိုးတော့ကဒမန်ဒူကိုဟယ်လီကော်ပတာစီးပြီးတော့အိုက်ကနေမှအမေရိကန်နိုင်ငံကိုဒူဘိုင်းဒူဘိုင်းကနေအမေရိကန်ကိုပြန်ခဲ့တယ်ပေါ့ဗျာ။အော်၃ရက် ီဟာကိုတက်ဖို့ဒီဒီနာလီတောင်ကိုတက်ဖို့ဒီ၃ရက်ပဲချိန်ရဒီ၃ရက်ကသူ့ဘဝအတွက်ဒီလောက်မှာအခန်းအခက်ခဲဆုံးပဲပေါ့သူကဒေးဒန်နေလူလဲခံရတယ်ဒီတင်းတိုက်တော်တွေလည်းအန်တူခဲ့ရတယ်ဒီတိုင်နှောင်းကတနာယူမိုင်90အထိရှိတယ်ပူချိန်ကလည်းသူက -60 degree အထိရှိနေတယ်ခြေတလှမ်းချင်းအပေါ်မှာပဲအာယုံစိုက်ပြီးတော့မေလ29 2016မှာအဲ့ဒီတောင်ထိပ်ကိုသူရောက်ခဲ့ ဘာစင်ကြီးတင်းနှစ်ခုတင်နိုင်ခဲ့တယ်ပြီးတော့တောင်ခုနှစ်လုံးကိုအောင်မြင်စွာတက်နိုင်ခဲ့တယ်မဖြစ်နိုင်မှုထင်တဲ့အရာတွေကိုသူမိန်းမနဲ့သူအမေနဲ့ခွန်အားရနဲ့အတူဖျက်ပြခဲ့ရိုးရတောင်တိတ်ကနေကြောက်တုံးလေးတုံးသူ့ဘဝတခြားလို့သူယူခဲ့အဲ့ကနေယူလာခဲ့အဲ့ဒီကြောက်တုံးလေးကိုနေတိုင်းသူတွားလေရာယူသွားခဲ့တယ်အတူခက်ခဲတွေကိုကြော်ကြော်လွားဖို့ဖြစ်လာတဲ့အခါတိုင်းဒီကြောက်တုံးလေးကသူ့ကိုပါကိုသတိရစီတယ်ဆိုတော့ ကြောင်အရက်တောင်မှာပဲစိတ်ပိုင်းတေးသေးလေးတွေကွက်ထွက်ပြီးအဲ့ကနေကြောက်တုံးလေးတွေတစ်ခုနဲ့တစ်ခုဆက်ပြီးကြောက်ဆောက်ကြောက်ဆိုင်ကြောက်သားကြီးတွေဖြစ်သွားကြသေးတာ။ဟာတို့တွေလည်းအခုခက်ခဲတွေနဲ့ရင်ဆိုင်နေရတာဖြစ်ကောင်းဖြစ်နိုင်တာပဲ။စီးပွားရေးလုပ်ငန်းတခုအစားဖို့ပဲဖြစ်ဖြစ်ဒီဒီစွမ်းသွင်းမှုလုပ်ချင်တာပဲဖြစ်ဖြစ်ပေါ့။ဒါမှမဟုတ်စီးတဲ့တစ်ခုကြောင့်ပြင်းပြင်းထန်ထန်တန်းရရတာပဲဖြစ်ဖြစ်ဘေးကလူတွေမဖြစ်နိုင်ဘူး။ပြန်မကောင်းနိုင်တော့ဘူးလို့ပြောလိုက် မင်းပဲလို့တုံ့ပြန်မယ်။ဘာလို့မှလဲရွေးချယ်ပိုင်권ရှိတယ်။ကိုယ့်ရဲ့ mindset ကိုကောင်းမြင်တဲ့စိတ်ကပြောင်းလိုက်။အောင်မြင်ခြင်းဆိုတာလူနည်းစုအတွက်လည်းမဟုတ်ပါဘူး။ဘယ်တော့မှလက်မလျှော့တဲ့လူတွေအတွက်ပါ။ဒီမှန်ချက်ရှိတဲ့သူ၊ဇွဲရှိတဲ့သူတွေအတွက်ပါပဲ။ခက်ခဲပေါင်းစုံကြော်လွားနိုင်တဲ့သူတွေအတွက်ပါ။ဒါကြောင့်ဒီမှန်ချက်ထားကြပါအဲ့ဒီဒီမှန်ချက်ပြင်းမြောက်ဖို့ပထမအဦးဆုံးခြိလှမ်းဒီနေ့ကစပြီးလမ်းလိုက်ပါ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ